်မင်းကင်းမြို့နယ်တွင်ရွေးကောက်ပွဲဝင်ပါကလုံချံတက်ဖြတ်ခံရနိုင်သဖြင့်မင်းကင်းမောင်မြင့်ကနေပြည်တော်စပူတီရီမြို့နယ်ပြည်သူ့လွှတ်တော်မဲဆာနာနယ်တွင်သာရှင်းပြတော့မည်ဖြစ်ကြောင်းသိရပါသည်။သဂိုင်းတိုင်းမင်းကင်းမြို့နယ်တွင်ရွေးကောက်ပွဲဝင်ပါကလုံချံတက်ဖြတ်မှုများနဲ့ဝန်ရံသူများတက်ခတ်ခံရနိုင်သဖြင့်မင်းကင်းမောင်မြင့်ကနေပြည်တော်စပူတီရီမြို့နယ်တွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရှင်းပြမည်ဖြစ်ကြောင်းလူမှုကွန်ရက်မှတစဉ်ထုတ်ဖော်ပြောဆိုလိုက်ပါသည်။၂၀၁၀ရွေးကောက်ပွဲနဲ့ 2015ရွေးကောက်ပွဲတွင်မင်းကင်းမြို့နယ်မှအနိုင်ရရှိခဲ့သောကျန်းဖို့လွှတ်တော်အမတ်မင်းကင်းမောင်မြင့်ကလာမည့်ဒီဇင်ဘာလတွင်ကျင်းပမည့်ရွေးကောက်ပွဲတွင်မင်းကင်းမြို့နယ်မှမပြိုင်တော့ပဲနေပြည်တော်စမူတီမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ဝင်ရောက်ရှင်ပြိုင်ပြီဖြစ်ကြောင်းမင်းကင်းမြို့နယ်တွင်တွားရောက်ရှင်ပြိုင်ပါကလုံခြံတပ်ဖြတ်ခံရမှုများနဲ့ဝင်ရောက်သူများတက်ခိုက်ခံရမည်ကိုဆိုရင်ပြီးမင်းကင်းမှမဲဆန္ဒရှင်များကိုမထိခိုက်မင်းနာစေခြင်းသည့်အတွက်နေပြည်တော်မှတဆင့်ရှင်ပြိုင်ခြင်းဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါသည် မဲဆွယ်စီယုံရေးတွေလို့ဖို့အဲ့ဒီမှာကျွန်တော်ကဝန်ရံတဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်ပဲဖြစ်ဖြစ်ထိခိုက်နစ်နာခံရမဲ့သဘောရှိတယ်။အိမ်တွေဆိုမိရှုပ်ခံရတာရှိတယ်။လူတွေကလည်းကစင်ကလေးထွက်ပြေးနေရတယ်။အဲ့ဒါတွေကဘသူကြောင့်ဖြစ်ခဲ့တာလဲဆိုတော့ကျွန်တော်ကြောင့်ဖြစ်တာပေါ့။အခုတော့ပြန်ရင်ထပ်ဖြစ်အောင်မှာဖြစ်လို့သူတို့ကိုစာနာပြီးတော့မပြိုင်ဘူး။နောက်တစ်ခါကဘာလဲဆိုတော့ရွေးကောက်ပွဲမှာတခြားလူတွေပြိုင်တာနဲ့ကျွန်တော်ပြိုင်တာနဲ့မတူဘူး။ကျွန်တော်ပြန်ရင်တို့အတွက်ရှုံးဖို့အခြေအနေများတော့ဆုံးရှုံးသွားမှာဆိုတော့ကျွန်တော်ကိုပဲသူတို့ကလောက်ကျန်တက်ဖြတ်ဖို့ကြိုးစားမှာပဲ။ ျွန်တော်ပဲဖြစ်ချင်းဖြစ်မှာပေါ့အခြားလူလည်းတိုက်ခိုက်မှာပေါ့ဒါတွေအားလုံးကကိုယ့်ရဲ့ဘယောဂါကြောင့်ဖြစ်တယ်လို့ယူဆရင်ကျွန်တော်လည်းတသက်လုံးစိတ်ကောင်းနိုင်စရာမရှိဘူးဒါကြောင့်အခုနေရာဟာပုံမလုံးချုံအင်းချမ်းမယ်လို့ယူဆလို့ဒီနေရာကိုရွေးချယ်တာဖြစ်တယ်ဟုမင်းကင်းမောင်မြင့်ကပြောဆိုပါတယ်မင်းကင်းမောင်မြင့်ခေါ်ရဲမြင့်သည်အသက်69နှစ်ရှိပြီဖြစ်ပြီးစစ်တပ်တွင်ဘုံမှုချုပ်အဆင့်ထိတာဝန်ထမ်းဆောင်ခဲ့သောစစ်ရာရှိတူဖြစ်ပါတယ်အာနာရှင်ဟောင်းတန်းရွှေလက်ထက်တွင်2004ခုနှစ်မှ2011ခုနှစ်ထိနိုင်ငံခြားရေးဒုဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး 2010ရွေးကောက်ပွဲတွင်မင်ခင်မဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကြောင်းသိရပါဗယ်။ဒိန်းစိန်ရဲ့ဆိုရလည်းတဲ့2017မှ2012အထိအရုပ်သမားဝင်ကြီးဖြစ်၎င်း2012မှ2016ခုနှစ်စစ်မှုဝင်ကြီးဖြစ်၎င်းတာဝန်ယူခဲ့ဟုသူလည်းဖြစ်ပါဗယ်။2015ရွေးကောက်ပွဲတွင်လည်းကျန်းဖို့ပါတီမင်ခင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ထပ်မံအနိုင်ရရှိခဲ့ပါဗယ်။မင်ခင်မောင်မြင့်သည်ကျန်းဖို့ပါတီဗဟုလုံမှုဆောင်တူလည်းဖြစ်ပါဗယ်။တောင်ကလာပါမြို့နယ်အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ရဲနဲ့ပြူစောတီနာကင်းလက်ရံပြင်စင်နေစဉ်ဖောက်ခွဲထိုက်ခံရကြောင်းတည်ရပါတယ်။ရန်ကုန်မြို့တောင်ဥကလာဘမြို့နယ်အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ရဲပြူစောတီနာကင်းလက်ထွက်ရန်ပြင်စင်နေစဉ်လက်ပစ်ဗုံးမိုင်းနှဖြင့်ပစ်ခတ်ထိုက်ခံရကြောင်းမြို့ပြကျွတ်ပျောက်ကြားကွန်ရက်မှအတော်ရှိသူကပြောပါတယ်။စက်တင်ဘာလ30ရက်ည9:45မိနစ်ကတောင်ဥကလာဘမြို့နယ်အမှတ်30ရပ်ကွက်ရပ်ကွက်ရုံးတွင်အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်များနဲ့ပြူစောတီအဖွဲ့ဝင်များ ကဲလက်ထွက်ရန်ပြင်ဆင်နေစဉ်မြို့ပြကျွတ်ပျောက်ကြားကွန်ရက်မှမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များကလက်ပစ်ပုံးအစစ်နှလုံးပြင်းအားဖြင့်လက်ပစ်ပုံးနှလုံးလိုဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဘုံမိုင်းညာအလုံးရက်ွက်ရုံးအတွင်ကြောက်ပဝဲခဲ့ကြောင်းသိရှိရပါသည်ရဲတအူးနဲ့ပြူနှစ်ဦးတေဖို့တော့များတယ်တရင်အတိကြတော့ဒီပြုလို့မရသေးဘူးရုံးထဲအထိပြစ်ထက်လာဆိုတော့ထိခိုက်မှုများမှာတေချာတယ်ရုံးထဲမှာကစုစုပေါင်း၁၀ရောက်လောက်ကျော်မယ်ရုံးကလည်းတောက်ကလာပမြုံနဲ့ရဲစခန်းနဲ့နီနီလေး စေယုံကောင်းနဲ့တည်သွားပြီးတော့ကြံခဲ့တဲ့သူတွေကထုံးစံတိုင်းဆဲသူတောင်းကြနေပါတယ်ဟုမြို့ပြကျွပ်ပြောက်ကြားကွန်ရက်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ထို့သောတိုက်ခိုက်ခံရပြီးနောက်ရဲတအူးနဲ့ပြူစော်ဒီနှစ်ဦးအပြင်းထန်တရားရရှိခဲ့ပြီးလူနာတင်ကား၂ဆင်းပြက်လာရောက်တည်ဆောင်သွားကြောင်းမရှင်ဖော်ဆောင်ခဲ့သည့်မြို့ပြကျွပ်မြို့ပြပြောက်ကြားကွန်ရက်မှတပ်ဖွဲ့ဝင်များဘေးကင်းအန်ဒီယာကင်းရှင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်မြို့ပြကျွပ်မြို့ပြပြောက်ကြားကွန်ရက်အနေဖြင့်စစ်အာဏာရှင်စနစ်တဆိုးရှည်စေမိအထမရွေးကောက်ပွဲကိုအားတက်တရောထောက်ခံကူညီနေသူ မတရားအာဏာသိမ်းသူများကိုထောက်ပံ့ကူညီအားပေးသူမိဘပြည်သူများဤမျိုးစုံဖြင့်ဒုက္ခပေးနေသူများကိုအမြင့်ပြတ်သည့်အထိတုတ်တင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းနှင့်ပြည်သူအာဏာပြည်သူလက်ထက်ပြန်ရောက်သည့်အထိဆက်လက်ပါဝင်တက်ခိုက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်ဒဇယ်နဲ့ရေဝတ်ဆက်ကိုစစ်တပ်က လင်းရင်ဖြင့်ပုံကျဲပြီးလေပြင်းစစ်ကြောင်းကလည်းတနေရွာကိုထပ်မံမိရှုဖြစ်စည်းကထောင်နဲ့ချီတော့ပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းတီးရပါတယ်။သခိုင်းတိုင်းဒဇယ်မြို့နယ်နဲ့ရေဦးမြို့နယ်ဆက်ကိုအကြမ်းဖက်စစ်တပ်ကလင်းရင်ဖြင့်ပုံကျဲပြီ မြေပြင်စစ်ကြောင်းကလည်းတနေရွာကိုမိရှုဖြစ်စည်းနေကြောင်းဒေသပြည်သူများနဲ့ဒဇယ်နှုတ်နယ်ပတ်ကဖတာဝန်ရှိသူတူကပြောပါရယ်အော်တိုဘားလ၁ရက်နေ့နန်းနက်အစောပိုင်းတွင်ဒဇယ်မြုံနယ်နဲ့ရေဦးမြုံနယ်အဆက်ကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းဖြင့်ကျေးရွာများကိုဝင်ရောက်စီးနှင်းခဲ့ပြီးတနေရွာကိုမိရှုဖြစ်စည်းခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်ထို့ပြင်လေကြောင်းမှလည်း Jet Fighter ဖြင့်ရေဦးမြုံနယ်နဲ့ဒဇယ်မြုံနယ်အဆက်ကိုဘုံကျဲတိုက်ခဲ့ကြောင်း လေကြောင်းတက်ခိုက်မှုတွင်ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုနိုင်သေးကြောင်းဒေသပြည်သူများကပြောဆိုပါရယ်ထိုအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်တွင်ရေဦးနှင့်ဒဇယ်မြို့နယ်အဆက်ရှိကျေးရွာများမှထောင်နဲ့ချီသောပြည်သူများသည်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါရယ်ဒဇယ်နဲ့ရေဦးအဆက်ကိုဒီနေ့မနေ့အစောပိုင်းမှာစစ်ခွေးတွေကမြေပြင်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးနေတာပါအဲစစ်ခွေးစစ်ကြောင်းကဒဇယ်နယ်ထဲကတနယ်ရွာကိုမြို့ချဖြစ်စီသွားတယ် ပြည်သူတွေကတော့ဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရပါတယ်ဟုဒဇယ်မြုံနယ်ပတ်ကဖားမှတာဝန်ရှိသူကပြောပါတယ်လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကဒဇယ်မြုံနယ်ကပောင်းကြံရွာနဲ့ရေဦးမြုံနယ်တောင်သာရွာဘက်ကိုရောက်ရှိနေကြောင်းသိရှိရပါတယ်ပေါင်းနဲ့ထီလင်းမြုံနယ်တို့ရင်စစ်တပ်ကပြည်သူကိုဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးပြီးပြည်သူပိုင်ပစ္စည်းများကိုလူရက်ခိုးယူကြောင်းသိရပါတယ်မကွေးတိုင်းပေါင်းမြုံနယ်နဲ့ထီလင်းမြုံနယ်တို့တွင်အကြမ်းဖက်စစ်တပ်ကစစ်ကြောင်းကပြည်သူကိုဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးထားပြီး ဘီဒူပိုင်ပစ္စည်းများကိုလည်းလူရခိုးယူဆောင်သွားကြောင်းသိရှိရပါတယ်။စက်တင်ဘာလ20ရက်နေ့တွင်ပေါ့မြုပ်နယ်ရာကြီးပင်ရွာမှစစ်သားနှင့်ပြူစောထင်းအင်အား90ခန့်ပါစစ်ကြောင်းကစွန်စိတ်ကုန်းရွာသို့ဝင်ရောက်စီးနင်းပြီးဘီဒူပိုင်နေအိမ်များကိုဝင်ရောက်မှွေနှောက်ကပြည်သူ၅ဦးကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကြောင်းဒေသပြည်သူများကပြောဆိုပါတယ်။ထိုစစ်တပ်စစ်ကြောင်းကကြေးရွာတွင်ရှိပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူလူရဲသွားပြီးနောက်ရာကြီးပြင်ရွာကိုပြန်လည်ဆုတ်ခွာသွားကြောင်းအကြမ်းဖက်စစ်တပ်ကဖမ်းဆီးသွားသောပြည်သူများကိုလည်း ်လက်ရှိချိန်ထိပြန်လုပ်ပေးခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ရာဇီပြည်ရွာကစစ်ခွေး90လောက်ကစိုးစိတ်ကုန်းရွာကိုဝင်ရောက်စီးနင်းပြီးပြည်သူ၅ဦးကိုဖမ်းဆီးသွားတာလို့သိရတယ်။ဖြစ်တာကတော့စက်တင်ဘာလ20ရက်နေ့ကဖြစ်တာပါ။စစ်ခွေးစစ်ကြောင်းကပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူသွားတယ်။ပြည်သူတွေကိုတော့ပြန်လုပ်ပေးတာမရှိသေးဘူးလို့သိရတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။အလားတူမကွေတိုင်းထီလင်းမြုံနယ်ကြားခဲရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးဈေးဆိုင်ရှိပစ္စည်းများကိုခိုးယူသွားခဲ့ကြောင်း ထီလင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူတူကပြောပါရယ်စက်တင်ဘာလ30ရက်နေ့နံနက်9:30မိနစ်ခန့်တွင်ထီလင်းမြို့နယ်ကြားခဲရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးဈေးဆိုင်ရှိပစ္စည်းများကိုခိုးယူသွားကာပြည်သူ၄ဦးကိုလည်းလူသားနိုင်အဖြစ်ဖမ်းဆီးသွားကြောင်းသိရှိရပါရယ်သူတို့ဖမ်းဆီးသွားတာကတော့ပြည်သူ၄ဦးပေါ့စစ်ကြောင်းပြန်ဆုတ်ချိန်မှာတော့ပြည်သူ၄ဦးလုံးကိုပြန်လွှတ်ထားခဲ့တယ်လို့သိရတယ်ထီလင်းမြို့ပေါ်ကိုစစ်ခွေးစစ်ကြောင်းကပြန်ဆုတ်သွားတာပါစစ်ခွေးတွေကဒီလာထဲကိုခဏခဏစစ်ကြောင်းထိုးတာတွေ့ရတယ် အရင်ကလို့ရွာဝင်ပြီးအကြကြီးမနေပဲ15မိနစ်မိနစ်30လောက်နေပြီးလှည့်ပြန်သွားကြတာမျိုးပါဈေးဆိုင်၄ဆိုင်လောက်ကစားတော့ကုန်လို့ဟင်းခပ်ပစ္စည်းတွေပါယူဆောင်သွားတာပါဟုထီလင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်စက်တင်ဘာလအတွင်းထီလင်းမြုံနယ်ဈေးရွာများကိုစစ်အုပ်စုက၈တိန်ထက်မနည်းအင်အားပြစစ်ကြောင်းထိုးခဲ့ကြောင်းသိရပါတယ်မကွေတိုင်းထီလင်းမြုံနယ်မှာအကြမ်းဖက်စစ်အုပ်စုကဟန်ရေးပြဈေးလှုပ်ရှားတဲ့အနေနဲ့စက်တင်ဘာလတလအတွင်းဈေးရွာတွေကို၈တိန်ထက်မနည်းအင်အားပြစစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ထီလင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့တာဝန်ရှိသူကပြောပါတယ်စက်တင်ဘာလ30ရက်နေ့မနေ့အစောပိုင်းကလည်းထီလင်းမြို့ပေါ်ကနေအင်အား100ကျော်နဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာမြို့နယ်9မိုင်ကျော်မှာရှိတဲ့ဂျေးရွာတွေကိုဥတီလာခဲ့တယ်လို့သိရပါတယ်အစိုးရစစ်ကြောင်းမှတပ်မ55လက်အောက်ခံစစ်သားတွေပြင်ပြူစော့ထီနဲ့ရဲတွေလည်းပါတယ်လို့သိရပါတယ်စေယုစုဟာကွန်ဆန်းနဲ့အုံထွဲရွာတွေကိုဖျက်ကျော်ကဝရင်ချံရွာကိုဥတီဟန်ပြရင်ကြားခဲရွာကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်အဲဒီနောက်ရွာတွေကအရသာပိုင်းပစ္စည်းတွေကို ခိုးယူတည်ဆောင်ပြီးအဲ့ဒီနေ့လယ်ပိုင်းမှာထီလင်းမြို့ကိုပြန်ဆုတ်သွားတယ်လို့သိရပါတယ်။ရောဒေသအခြေစိုက်ရောအလင်းသားကတော့ထီလင်းမြို့နယ်တွင်ထိုးနေတဲ့အကြမ်းဖက်စစ်တောင်းတွေဟာဟန်ပြရွှေရနေတာဖြစ်ပေမဲ့အဖြစ်သားတွေတိုးတင်သတိရှိဖို့လိုအပ်တယ်လို့သတိပေးထားပါတယ်။ဒီလာထက်သူတို့တွေခက်စိတ်စိတ်စစ်ကြောင်းထွက်တယ်ကြ။ခုနှစ်တင်ရှစ်တင်လောက်ရှိပြီးထူးခြားတာကရောတရားဝင်ပြီးအရင်လိုတရက်နှစ်ရက်နေတာမျိုးမဟုတ်ပဲ15မိနစ်မိနစ်30လောက်ပဲနေတယ်ပြန်နေပေါ့။ အထက်မင်းရမဖြစ်မနေစစ်ကြောင်းထိုးရတာမျိုးလို့လို့ကြားပါတယ်ဟုထီးလင်းမြုံနယ်ပြည်သူ့ကော်မတီအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်းထီးလင်းမြုံနယ်အရှိချားနဲ့ပေါ့မြုံနယ်အနောက်ချမ်းပုံတောင်တနေရာကိုစစ်အုပ်စုကဂျက်ဖိုက်တာနဲ့ဗုံးကျဲတိုက်ခဲ့ပါသေးတယ်ထီးလင်းမြုံနယ်အနေနဲ့အချမ်းပဲစစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲလှုပ်ဆောင်မဲ့မြုံနယ်ထဲမှာပါဝင်ပေမဲ့ထိစပ်နေတဲ့ဂန်ကောမြုံနယ်မှာတော့စစ်အုပ်စုကရွေးကောက်ပွဲလှုပ်ဆောင်မှုရှိနေပြီးတဲ့ရွာရုံးတွေကိုစစ်သားနဲ့ရဲတွေလုံခြုံရေးချထားတယ်လို့သိရပါတယ် ဒါအပြင်မိုးတက်ထန်စွာရွာသွန်းမှုတွေကြောင့်ထီးလင်းမြုံနေရာတွင်ဖြစ်သားစည်းစည်းနေသောမောချောင်းရည်မြင့်တက်ပြီးကျေးရွာတွေမှာရေကြီးရေရှမ်းသာတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဒိုင်းပါရအရှိပိုင်းနှစ်ရက်ကွယ်အုပ်ချုပ်ရေးမှူးစာမြင့်ကလူငယ်အလုသမားများနေထိုင်သောစစ်ရုံများအဆောင်များနဲ့နေအိမ်များထံမှလစဉ်ငွေကျပ်9သိန်းအစင်းကျေးဖြစ်တောင်းခံပြီးအဆောင်ပိုင်ရှင်များကိုစစ်မှုထမ်းပြီးလူငယ်များလစဉ်ရှာဖမ်းကြောင်းသိရပါတယ်။ရန်ကုန်တိုင်းလှိုင်သာယာရှိပိုင်းမြို့နယ်တွင်အမှတ်၄ရက်ကွယ်အုပ်ချုပ်ရေးမှူးစာမြင့်က လူငယ်အလုကမများနေထိုင်သောစစ်ရုံအဆောင်နှင့်နေအိမ်များကိုလစဉ်ငွေကျပ်၅သိန်းဧည့်စင်ကျေးဖြင့်တောင်းခံပြီးအဆောင်ပိုင်ရှင်များလည်းစစ်မှုထမ်းပြီးလူငယ်များလစဉ်ရှာခိုင်းနေကြောင်းအဆိုပါရပ်ကွက်နေထိုင်သူများကပြောပါရယ်။လိုင်းတာယာမြုံနယ်အရှိပိုင်းအမှတ်နှစ်ရပ်ကွက်တွင်အုပ်ချုပ်ရေးမှုအဖြစ်လုပ်ကိုင်မိသူမရှိသည့်အတွက်ဘာထူးစစ်သုံးလမ်းကျူးကျော်တဲတွင်နေထိုင်သောပြန်ကျအလုကမစာမြင့်ကအုပ်ချုပ်ရေးမှုအဖြစ်ဝင်ရောက်လုပ်ကိုင်ကြောင်းအုပ်ချုပ်ရေးမှုဖြစ်လာချိန်မှစတင်ပြီးအမှတ်နှစ်ရပ်ကွက်တွင်ပုံစံမျိုးဖြင့်ပြည်သူလူထုထံမှငွေကြေးများကောက်ခံလျက်ရှိရာ စက်ရုံအလုပ်ရုံများအဆောင်ပိုင်းရှင်များနဲ့အင်္ဂါစားသူများထံမှလစဉ်ဧည့်သည်ချင်းအဖြစ်အ ਨੇ စုံငွေကျပ်3သိန်းမှ5သိန်းအထိတောင်းခံနေကြောင်းသိရှိရပါတယ်။အမှတ်နှစ်ရပ်ကအုပ်ကြီးစာနှင်းကအထူးတော်ပြန်ကြမှနေတဲ့ပြန်ကြပဲ။အုပ်ကြီးလုံးမဲ့သူမရှိတော့အုပ်ကြီးတက်လို့တာ။သူအုပ်ကြီးဖြစ်တဲ့ချိန်ကစပြီးပုံစံမျိုးနဲ့ငွေညှက်နေတာ။အုပ်ကြီးစာနှင်းကိုယ်တိုင်စက်ရုံတွေဆောင်းတွေကိုဧည့်သည်ဆိုပြီးဝင်ဆက်တဲ့ဧည့်သည်မတိုင်လို့ဆိုပြီးထောင်ကျခံမလား။ငွေပေးမလားဆိုပြီးငွေညှက်တဲ့ အခုတော့လူငယ်တွေရှိနေတဲ့စစ်ရုံးအဆောင်တွေနေတွေကိုလှစင်ငွေ9သိန်းအစင်းကြီးတောင်းတယ်။သူတို့လာမစစ်ဘူးအစင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတောင်းတာဟုအဆောင်ပိုင်ရှင်ကပြောပါတယ်။ထိုးပြင်းထိုင်သာမျိုးနဲ့ရှိပိုင်းအမှတ်၄ရပ်ကွက်တွင်စစ်ရုံးအဆောင်ပိုင်ရှင်များပုဂ္ဂလိကအဆောင်ပိုင်ရှင်များအနေဖြင့်လှစင်စစ်မှုထမ်းမိလူငယ်များရှာပေးစေလိုသည်ဟုအုပ်ချုပ်ရေးမှူးစာမျက်ကဖိအားပေးလာကြောင်းမိမိတို့အဆောင်တွင်နေထိုင်သောလူငယ်များနဲ့မှတင့်တော်သူများကိုစစ်မှုထမ်းရာနာမည်စာရင်းပေးဖို့ခိုင်းကြောင်း အဆောင်ပိုင်းရှင်များကပေးပို့လာသောလူငယ်စင်ရနိုင်အုပ်ချုပ်ရေးဖွဲ့နဲ့လူမများကလာရောက်ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရှိရပါတယ်။အဆောင်မှာလာနေတဲ့လူငယ်တွေထဲကတလကိုတော့တဦးကိုတော့နာမည်စင်ရွေးပြီးသူတို့ဟာသူတို့လာဖို့မယ်တီတီတသာမလိုက်ရင်သူတို့နီးသူတို့ဟာနဲ့ဖမ်းပါမယ်ပြောတယ်။အဆောင်ပိုင်းရှင်တွေကိုစစ်မှုထမ်းလူငယ်စင်ပြုတ်ဝက်ပေးခိုင်းတာအဆောင်ပိုင်းရှင်တွေကမပေးတင်ကြဘူး။ကိုယ်စီမှာလာနေတဲ့ကလေးတွေကိုဘယ်စင်ပေးတင်မလဲ။တချို့ကတော့ငွေညစ်ခံရ လူငယ်တွေကိုစေးပေးရဆိုတော့မလုပ်ချင်တော့အဆောင်ပိတ်ကုန်ကြပြီဟုလိုင်သာရှေ့ပိုင်းအမှတ်နဲ့ရက်ကောမှဒေသပြည်သူတို့ကပြောဆိုပါတယ်။ရင်းအပြင်အမှတ်နဲ့ရက်ကောအုပ်ချုပ်ရေးမှူးစာမျက်နှာဒီပြူစောတိလူမိုက်များနဲ့အတူညအချိန်လှန်ကန်ရမြုပ်နေရပြီးလှဲ့လေကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဖမ်းဆီးရရှိသောလူငယ်များကိုစစ်မှုထမ်းလူစားထိုးဖြင့်လွတ်နေသောရက်ကောများထံသို့ရောင်းချခြင်းစစ်မှုထမ်းခြင်းကောက်ခံခြင်းပါဝင်ပြည်လူထုကိုဖိနှိပ်နေသောလူများကိုလွတ်ဆောင်နေကြောင်းရက်ကောနေပြည်သူများကပြောဆိုနေကြပါတယ်။